ရခိုင်ပြည်ကိုဘီလင်းမင်အိတ်တရားမွန်တန်ဖိုးသူ9ရောက်ကိုဘီလင်းမင်အိတ်340နဲ့အတူမေလ24ရက်နေ့မှာဘန်လန်ဒစ်ကန်ချီဇောက်တဲကဖန်စီလိုက်တယ်လို့ OKYS ညူမှာတရန်ဖော်ပြပါတယ်လိုဝဲတရန်တွေကိုအခြေခံပြီးတော့ဘန်လန်ဒစ်ကန်ချီဇောက်တဲကကော့ချ်ဘဇားမှာအထူးစစ်ဆင်ရင်တရက်ကိုမနေ့နှစ်နာရီလောက်မှာကော့ချ်ဘဇားနဲ့နင်းခဲ့တဲ့ပင်လယ်ပြင်မှာပြူလောက်ခဲ့တဲ့အချိန်အခုလိုဖန်စီရမိခဲ့တာဖြစ်တယ်လို့ဆိုပါတယ် ဒီလာဆစ်ဆင်ရဲ့အတွင်မတင်ခါပွဲရင်တစည်းကိုရက်တန်ဖို့အချက်ပြခဲ့ပေမဲ့အမြန်ထွက်ပြေးဖို့ကြိုးစားခဲ့တဲ့အတွက်နိုင်ပေါင်းများစွာလိုက်လံရှာပွဲဖန်ဆီးခဲ့တယ်လို့ကန့်ရှိစားတက်ဖွဲသတင်းမီဒီယာရရှိဒူဘူဟာရန်ကသတင်းထောက်တွေနဲ့တွေ့ဆုံခဲ့တဲ့အခါပြောကြားခဲ့ပါတယ်ဖန်ဆီးခံရသူ9ယောက်ဟာအသက်26နှစ်ကနေအသက်50ကျော်ဖြစ်ပြီးတက္ကနန်မြို့နယ်နဲ့ကူတူဘလာတခွတ်တဲ့စခန်းတွေမှာနေထိုင်သူတွေဖြစ်ပါတယ်တင်စီရမိထားတဲ့ဘီလင်းမင်8ဒီနဲ့အတူ မောက်ခိုးသမားတွေမောက်ခိုးလုံငန်းသုံးရင်ရင်နဲ့ပတ်သက်ပြီးတော့ဆက်လက်အရေးယူဆောင်ရွက်နေတယ်လို့လည်းသိရပါတယ်ခင်ဗျာ။